မူရီစေဝါအမှန်တကယ်ဆွဲနေတယောက်တော့မဟုတ်အ ਨੇ ဆုံးတယောက်နဲ့50ယောက်လောက်ခေါ်ပြီးလာခဲ့ပါအဲ့လူတွေကျွန်တော်တို့ဖြတ်ပေးလို့ကျွန်တော်တို့ပြောတဲ့အတိုင်း9ရက်အတွင်းမှာမပြတ်ဘူးဆိုရင်ကျွန်တော်စေးတစ်ခွက်နဲ့မပြတ်ဘူးဆိုရင်စိုက်တယ်လို့စိန်ခေါ်လို့ရတယ်လို့နောက်ဆုံးအသက်ချင်းလဲလဲလို့ရတယ်နော်သူအတန်နဲ့ကိုအတန်နဲ့လည်းလဲလို့ရတယ်ဒီလောက်ထိအာမခံတယ်မယုံဘူးဆိုတဲ့လူတွေကမကြုံဘူးသေးလို့ပါလို့ပဲကျွန်တော်ပြောချင်ပါတယ်အကဲကျွန်တော်က လိန်လိုက်တယ်ဆိုရင်ဒီတစ်ဖွဲ့ပဲလိန်လို့ရမှာဗျာเนาะကျွန်တော်တို့အိမ်မှာထိုင်ပြီးဖြတ်တာအဲဒီတစ်ဖွဲ့ပဲလိန်လို့ရမှာအလကားမှာကွာမှာပြတ်မဟုတ်ဆိုဘယ်သူမှလာမှာမဟုတ်ဘူးအဖွဲ့ကျွန်တော်ရှင်ဟောတော့တောင်းတင်းနဲ့လာဖြတ်နေကြတာဟောတော့တောင်းတင်းနဲ့လာဖြတ်နေကြအောင်အဲ့တစ်ဖွဲ့ပြီးတစ်ဖွဲ့နှစ်ရှည်လာများဖြတ်နေတယ်နှစ်နှစ်ပေါင်းကို10နဲ့အဲ့လိုမျိုး10ပိုင်းနှစ်ပေါင်း10ကျော်20ဖြတ်နေတဲ့အဲဒီလုပ်ငန်းကြီးတစ်ခုကိုလိန်တာပါကွာဆိုလို့ရှင်တော့အဲ့လူအုံနှောင်နေနေနဲ့တူပါလား ါဒါကတော့ဟုတ်ပါတယ်ဟိုမမြင်ရင်တော့မယုံဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဟိုမျိုးလေးပေါ့မတောက်တခေါက်ခွင်းနဲ့အဲဖြတ်လို့အောင်မြင်တာမျိုးလည်းမဟုတ်လူကိုတောင်းနဲ့ချီပြီးမှကျွန်တော်အဲ့လိုဖြတ်လို့အောင်မြင်တာဆိုတဲ့အခါကျတော့လေအဲ့လိုမယုံဘူးဆိုတဲ့လူတွေကမကြုံဘူးသေးလို့ပါလို့ပဲကျွန်တော်ပြောချင်ပါတယ်အဲ့တော့သူတို့တွေကိုလည်းကျွန်တော်ဖိတ်ခေါ်ပါတယ်အဲ့လိုမယုံဘူးဆိုတဲ့လူတွေကိုဥမာပေါ့မူရီစေဝါအမှန်တကယ်ဆွဲနေတယောက်တော့မဟုတ်အ ਨੇ ဆုံးတယောက်နဲ့၄၅၀ယောက်လောက်ခေါ်ပြီးလာခဲ့ပါအဲ့ဒီလူတွေကိုကျွန်တော်ဖြတ်ပေးလို့ ျွန်တော်ပြောတဲ့အတိုင်း9ရက်အတွင်းမှာမပြတ်ဘူးဆိုရင်ကျွန်တော်ဆေးတစ်ခွက်နဲ့မပြတ်ဘူးဆိုရင်စိုက်တယ်လို့စိန်ခေါ်လို့ရတယ်လို့နောက်ဆုံးအသက်ချင်းလဲလဲလို့ရတယ်နော်သူ့အသက်နဲ့ကိုယ်အသက်နဲ့လဲလဲလို့ရတယ်ဒီလောက်ထိအာမခံတယ်အဲ့တော့မယုံဘူးဆိုတာမကြုံဘူးသေးလို့ပါမကြုံဘူးသေးလို့ရှိရင်ကျွန်တော်တို့ဖြတ်နေတဲ့နေရာကိုလက်တွေ့လာကြည့်ဖို့တော့လိုအပ်ပါတယ်အဲ့တော့အဝေးကနေမမြင်ဘူးပဲနဲ့မဖြစ်နိုင်ဘူးလို့ဘာလို့ဆိုလို့ရှိရင်တော့ဒါတော့ဟိုသိပ္ပံနည်းလဲမကြဘူးပေါ့နော်လက်တွေ့မကြဘူးပေါ့နော်အဲလက်တွေ့ တိတိကျကျလေ့လာဖို့တော့လိုပါတယ်ကျွန်တော်ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းထက်ပိုင်းမှာဆိုရင်ကျွန်တော်အများကြီးဖြတ်တယ်အခုကျွန်တော် AOD မှာဆိုရင်ဒါနှလုံးလားဆရာများတင်ဆရာကိုမင်းကိုတို့စေကားမှာလည်းအခုချိန်ထိကျွန်တော်လက်တွေ့ဖြတ်နေတာရှိပါတယ်အဲ့တော့မယုံဘူးဆိုတဲ့လူတွေကိုလက်တွေ့လာကြည့်ပါနောက်ပြီးဒီတိုင်းကြည့်ုံလေးမကြည့်ပါနဲ့တို့မူရဲ့စေဝါစွဲနေတဲ့လူကိုတစ်ယောက်အနည်းဆုံး၂ယောက်၃ယောက်၄ယောက်၁၀ယောက်ခေါ်ခဲ့ပါခေါ်ခဲ့ပြီးမှဒီတစ်ပတ်အတွင်းမှာဒီစစ်တစ်ခွက်နဲ့တကယ်ပြတ်မပြတ်ဆိုတော့တို့ကြည့်စေချင်ပါတယ်ကျွန်တော် ဲ့လိုကြည်လိုက်မြင်လိုက်တဲ့အခါကျမှသူတို့ဒီဩတကယ်ဟုတ်ပါလားဆိုတော့သူတို့လက်တွေ့အဲလက်ခံပါလိမ့်မယ်မဟုတ်ဘူးဆိုလို့ရှိရင်တော့တို့ကတော့ကဘာမှာလည်းမရှိဘူးမြန်မာနိုင်ငံမှာလည်းမရှိဘူးဒါကတော့လိမ့်တာပဲဆိုတဲ့စကားတကယ်လိမ့်တယ်မလိမ့်ဘူးဆိုတာကျွန်တော်ကမူရင်စေသောသမားတွေဖြတ်ခဲ့တဲ့နေရာမှာကျွန်တော်တို့ဥမာပေါ့လူတစ်ယောက်စဖြတ်လိုက်တယ်ဆိုလို့ရှိရင်တို့လာကြည့်တယ်စိတ်ဝင်စားတဲ့လူတွေဖြတ်ချင်တဲ့လူတွေလာကြည့်တယ်ဘလို့နေလဲအဆင်ပြေတယ်နေရထိုင်ရခက်ခဲသလားတအားခံစားမခံစားဘူးဆိုရင်ဟုတ်ပြီသူစောင့်ကြည့်လိုက်တယ် အဲ့တော့ဒီကနေမှဟိုခொနှစ်ရက်တစ်ပတ်ပြည့်လို့သို့မဟုတ်၁၀ရက်၁၅ရက်ကျွန်တော်ထားပေးလိုက်တယ်ပြတ်တာကတော့ကျွန်တော်တို့၄ရက်ဆိုပြတ်ပါပြီဟိုဘက်ကရက်ရှည်ရှည်လေးထားတယ်ဆိုတာကတော့ကျွန်တော်တို့သူစိတ်တွေပြန်လဲတည်ငြိမ်တော့အောင်လို့ဖျားရှိခူပရိစိတ်ခိုင်းရင်းနဲ့သူစိတ်ကိုကျွန်တော်ငြိမ်အောင်လို့ထားတာပါအဲ့လိုထားတဲ့နေရာမှာသူတို့ မနက်နေ့ညဖျားရှိကိုကြတယ်ပရိစိတ်ကြတယ်ဗောနော်အဲ့လိုဆိုတော့စိတ်လေးကြီးလဲသူတော်ကောင်းစိတ်လေးဝင်လာတာဗောအဲ့လိုစိတ်တွေပြောင်းလဲလာတာဗောအဲ့ပြောင်းလဲလာပြီးတဲ့ခါကျမှကျွန်တော်ပြန်လွတ်တဲ့ခါကျတော့ပုံပြီးတော့ပြတာပြတ်တာတွေ့ပါတယ်အဲ့တော့တကယ်တမ်းကတော့ကျွန်တော်တို့၃ရက်ကုန်ကုန်ပြီဆိုတာနဲ့ကျွန်တော်ရင်းတက်ကမရှိတော့ပါဘူးဟိုစိတ်ရင်းလို့ပဲပြောရမှာဗောနော်စိတ်ရင်းဆိုတာကတော့စိတ်အာသာမပြေတဲ့ဟာလောက်ပဲရှိမှာဝေနာခံရတာမရှိပါဘူးကျွန်တော်ဒီ၃ရက်အတွင်းမှာလည်းလူလူလိမ့်လိမ့်ဝေနာခံရတာမရှိပါဘူးတကယ်ပါအဲ့ဒါတော့ကျွန်တော်တို့ဟိုမြည်သူမဆိုပါတော့ အဲကျွန်တော်ဟိုအတွေ့အကြုံလေးတခုဈားထဲမှာနည်းနည်းညှပ်ပြောချင်ပါတယ်ဟိုကျွန်တော်ဒီရွှေညော်နဲ့ပယောဂဆရာရွှေညော်ဆရာတယောက်နဲ့ဟိုစိတ်ယောဂကုဆရာတယောက်တို့ကိုအင်တာဗျူးရဲ့အမေအရှိလေးရှင်ရဆရာကိုသိစကားပြောခွင့်မပေးဘူးဟိုအထုကုဆရာဝန်ကြီးကိုစကားပြောခွင့်အများကြီးပေးထားတဲ့ခါကျတော့ဒါကတော့ကုတဲ့လူရော ကုတခံတဲ့လူရောဟိုဆရာပေါ်စိတ်ဝေဒနာရှင်ဒီပုံစံမျိုးသူပြောသွားတာပေါ့နော် အဲ့တော့ဒီဆောင်ဝင်ကြီးကသူစေပညာကတော့အလွန်တတ်တာပေါ့ကျွန်တော်တို့တွေကစေပညာကိုအားကိုးရတာပေါ့ဆောင်ဝင်ကြီးတဲ့ကျွန်တော်တို့တကယ်ကျေးဇူးကြီးမားတဲ့ပုံကူတွေပဲလေသို့တော်လည်းပဲသူကာလာမတုတ်လောက်တောင်သူမကြည့်ဘူးလို့ဒီဘယောကောင်မရှိဘူးလို့ပြောတယ်နဲ့တူပါတယ်ဖယောတေသနာကိုသူအဲကြားဘူးတယ်နားလည်တယ်ကာလာမတုတ်တွေသူသိတယ်ဆိုလို့ရှိရင်အော်ဥစ္စာပေါ့ကာလာမတုတ်မဟုတ်ဘူးကျွန်တော်တို့ဟိုဥစ္စာပေါ့နော်အဲဗာလဲ ကျွန်တော်ပေတာဝတ္ထုပေါ့နော်ပေတာဝတ္ထုထဲမှာဆိုလို့ရှိရင်ဘုရားဝတ္တန်တန်းမှာဒီပယောဂနဲ့ပတ်သက်ပြီးအများကြီးပါတာပဲလေအဲပေတာဝတ္ထုလောက်တောင်သူတို့မဖတ်ဘူးတော့ဘုရားဝတ္တန်တန်းတောင်သူမယုံဘူးဆိုတဲ့သဘောမျိုးလောက်ကျွန်တော်ဟာသူသူ့ကိုအဲအဲဆရာဝန်ကြီးကိုလည်းအဲ့လိုမြင်တယ်ဗျအခုလည်းပဲကျွန်တော်ဒီမိုးရေဆေးဝါးဖြတ်တဲ့နေရာမှာကျွန်တော်တို့ကဟိုကျွန်တော်အသက်ငယ်ငယ်နဲ့စပြီးမှဒီမိုးရေဆေးသမားတွေဖြတ်လာတဲ့အခါကျတော့တကယ်လည်းလက်တွေ့ပြတ်တာကျွန်တော်ကအကဲကျွန်တော်က လိန်လိုက်တယ်ဆိုရင်ဒီတစ်ဖွဲ့ပဲလိန်လို့ရမှာဗျာနော်ကျွန်တော်တို့ကအိမ်မှာထိုင်ပြီးဖြတ်တာအဲဒီတစ်ဖွဲ့ပဲလိန်လို့ရမှာအလကားမှာကွာမပြတ်မဟုတ်ဆိုဘယ်သူမှလာမှာမဟုတ်ဘူးအဖွဲ့ကျွန်တော်ရှင်ကအော့တောင်းတင်းနဲ့လာဖြတ်နေကြတာအော့တောင်းတင်းနဲ့လာဖြတ်နေကြအောင်အဲ့တစ်ဖွဲ့ပြီးတစ်ဖွဲ့နှစ်ရှည်လများဖြတ်နေတယ်နှစ်နှစ်ပေါင်းကို10နဲ့အဲ့လိုမျိုး10ပိုင်းနှစ်ပေါင်း10ကျော်20ဖြတ်နေတဲ့အဲဒီလုပ်ငန်းကြီးတစ်ခုကိုလိန်တာပါကွာဆိုလို့ရှင်တော့အဲ့လူအုံလောင်နေနေနဲ့တူပါလေကျွန်တော်တို့ ဒီဆရာတော်ကြီးတွေလည်းဟိုစာလုပ်တဲ့ဒီအိတ်ဆေးတွေတောက်ရင် ပြူရင်းနေပေါ့နော်ဒီဆေးအကြောင်းအစွမ်းလေးတွေဆရာတော်တွေရှိရလဲရတယ်နောက်ပြီးတော့ကျွန်တော်အရက်ဖက်မှာလည်းပဲဒီဆေးကိုတုံးပြီးမှဟုတ်ငယ်ကလေးငယ်လေးတွေကအစပေါ့လေပန်းနာရင်ကြတို့ပါတို့ဖြစ်တယ်ဆိုဒီဆေးလေးတွေနည်းနည်းနည်းလေးပြုတ်ပြီးတော့တိုက်လိုက်လို့ရှိရင်သူကပန်းနာရင်ကြလေးလည်းပျောက်သွားပြီးမှအိပ်ပျော်သွားတာတို့ပေါ့နော်အဲ့ဒါလေးတွေလည်းရှိပါတယ်အဲ့လိုနဲ့ဆိုတဲ့အခါကျတော့နောက်ပိုင်းကြတဲ့အခါကျတော့ကျွန်တော်တို့ရွှေညော်ဆရာကြီးတယောက်စီမှာလည်းပဲဒီဆေး ကြာဟုတ်သားပေါ့ကြာခဲ့ပါပြီအဲ့ဒါတော့နှစ်ပေါင်းတော်တော်ကြာခဲ့ပါပြီသူကတော့ဒီဆေးပြုတ်ရည်နဲ့သူကဟိုဘိန်းစိမ့်နဲ့ပေါ့နော်အဲ့ဒါလေးကိုထည့်ပြီးမှသူအဲ့လိုတိုက်ခဲ့ပြီးတယ်နောက်ကျွန်တော်တို့တင်တဲ့အခါကျကျွန်တော်တို့ကတော့ရွှေညောပညာယူထားတာဖြစ်တဲ့အတွက်ပေါ့နော်ဒီမူရဲ့စေဝါနဲ့ပတ်သက်ရင်ကျွန်တော်မြည်သူမဆိုစမ်းသပ်လို့ရအောင်ဆိုကျွန်တော်အဲ့တော့ဖယ်ပလိုက်တယ်ဖယ်ပြီးတဲ့အခါကျမှဒီဆေးဥဆေးမြစ်ပြုတ်တာကိုကျွန်တော်တို့ကပို့ပြီးပြင်းအောင်ကျွန်တော်လုပ်လိုက်တယ် ပြင်းအောင်ဆိုတဲ့အခါကျတော့ဒီလိုပေါ့ဗျာတော့ကျွန်တော်တို့ဟိုမြမနီးမြမဟာနဲ့ဆိုရင်တုံးကွက်တစ်ခွက်တင်အဲကျူပြီးတော့အဲ့လိုတိုက်တယ်ပေါ့အဲတုံးကွက်တစ်ခွက်တော့မှန်တယ်လေတုံးကွက်တစ်ခွက်ဆိုဟာကို limit မရှိဘူးကျွန်တော်တို့ကဆေးရနည်းနည်းထည့်ပြီးတုံးကွက်တစ်ခွက်တင်လားများများထည့်ပြီးတုံးကွက်တစ်ခွက်တင်လားဒီလိုပေါ့နော်အဲ့လို limit မရှိဘူးအဲ့တော့ကျွန်တော်ကဒီအိတ်ပါတယ်ဆိုတဲ့ဆေးကိုကျွန်တော်ကအိုးနဲ့ဟိုမှာပေါ့ဒါအိုးဆိုជីជីသေးသေးပေါ့ဗျာတဝက်ဆိုတဝက်ထည့်လိုက်တာပေါ့ရေကအပြည့်ထည့်လိုက်တာပေါ့အဲ့ရေတဝက်ခန်းသွားတဲ့အချိန်မှာပြန်ငှက်ထားလိုက်တယ် ။နောက်ရေတွက်3ခါလောက်ပြုံးလဲရေတွက်တစ်ခန်းပြန်ငှဲ့3ခါလောက်အဲ့3ခါလောက်ငှဲ့ပြီးတဲ့ရေကိုအကုန်လုံးပေါင်းပြီးတဲ့အခါကျတော့ဟိုခုနတပွက်မဟုတ်ဘူးပေါ့နော်။ဟိုကအိုးရက်3ပုံတစ်ပုံလောက်ကလေးကြောင်ကျွန်တော်ပြန်ပြီးမှစူးစီးပြီးမှဟိုစားပေါ့ပြန်ဂျိုလိုက်တော့ဆေးရတအားပြင်းသွားတာပေါ့ အဲ့ဒီပုံမှာကျွန်တော်တို့ဒီ XC တို့ငူးရစ်စေးတို့ခုနပြောတော့ဘိန်းစိန်တို့ဘာမှမပါတော့ဘဲနဲ့သူ့ကြီးတန်းနဲ့ကျွန်တော်တို့စမ်းတပ်ပြီးတော့အဲဆက်ကြည့်တဲ့အခါကျတော့အိတ်ပျော်သွားတာပေါ့နော်အဲ့လိုမျိုးတွေပေါ့နောက်ကျွန်တော်တို့တပြည့်တည်းတော့လည်းအနေနဲ့အရာမှာရှိတဲ့အခါကျတော့တို့တွေလည်းဒီစေးအကြောင်းတွေကျွန်တော်တို့ပြောကြပါတယ်ကျွန်တော်တပြည့်တယောက်ဆိုလို့ရှိရင်တို့ဒီစေးကိုသူဆရာဖုံးကြီးနဲ့ဖြတ်တာပေါ့နော်ဖြတ်တဲ့အခါကျတော့သူဒီစေးကိုပြုတ်တယ်ဆိုလို့ရှိရင်ညောက်အဲ့အဲ့နားမှာ ဟိုစားပါသူသူများမမြင်စေချင်လို့အဲ့ဆေးကိုပြုတ်တယ်ဆိုတော့အဲ့ပြုတ်တဲ့လူတွေအငွေ့ရှူရတာနဲ့ကိုအဲ့မှာအိတ်ပျော်ကုန်ကြတာလေအဲ့လိုပေါ့အဲ့လောက်အဲ့လောက်ပြင်းတဲ့ဆေးရလေတောင်းနဲ့ချီတယ်ဗျာအော်ကျွန်တော်တယောက်ထဲတော့မဟုတ်ဘူးပေါ့နော်ဒါကတော့ချွင်းချက်အနေနဲ့ပြောမယ်ကျွန်တော်ကဒါတွေဟိုကျွန်တော်တတ်ချင်တယ်ဒီအလုပ်ကိုလုပ်ချင်တယ်ဆိုတော့ကျွန်တော်တပြည့်မှန်တယ်များလေအေးကျွန်တော်တာဝန်ခေါင်းဆောင်အစင်ပေါ့စုတ်တော့ပိုင်းဆေးတော့ပိုင်းစာရှင်ဒီလိုအစ်င့်ကိုကျွန်တော်ထမင်းကျွေးမှအခမဲ့တင်ပေးတာကျွန်တော်အဲရောက်တဲ့နေရာမှာလည်းကျွန်တော်တင်ပေးတယ်အဲ့လိုဆိုတဲ့အခါကျတော့တို့တွေလည်းစခန်းခွဲပေါင်းများစွာနဲ့ဆိုတော့ကျွန်တော်တို့ တပြည့်အင်အားတွေလည်းအလွန်ကောင်းတယ်ကျွန်တော်ဟိုဘက်ဆိုအိန္ဒိယနယ်စပ်ကနေမှဒီချင်းလူမျိုးတွေဖြတ်ပြီးတော့အိန္ဒိယနယ်တဲ့အထိရောက်အောင်တော့ဖြတ်တဲ့ကျွန်တော်တပြည့်တွေရှိတယ်အဲ့လိုပေါ့နော်သူတို့ချင်းချင်းဝင်သွားတာပေါ့နော်အဲ့လိုပဲအအနေနဲ့အရင်ရကူကျွန်တော်ပြန့်နှံ့သွားအပြအဟုတ်စားပေါ့အများဆုံးကတော့ဒီကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအထက်ပိုင်းပေါ့လေအဲ့ဒါတော့အများဆုံးပေါ့ကျွန်တော်တို့ခုအယောက်ဒီမှာတော့ဆရာကိုမင်းကိုသူတို့ရှိမှာ ဖွင့်နေတယ်ဆိုလို့အဲ့ဒါနဲ့ကျွန်တော်တို့ဆရာတပည့်တွေတွားပြီးမှဥဆောင်ပြီးဖွင့်ပြဆရာကိုလည်းဒါအသိပေါ့ခဏိအချိန်တိတူဖြတ်နေတယ်အဲ့တော့အဲ့ဒီတုံးငိုင်းနဲ့ဖြတ်ခဲ့တာအကယ်၍လိန်နာပါဆိုလို့ရှိရင်ကျွန်တော်တို့ဟိုလူတွေပဲဗျာနော်လိန်နေဆိုလို့ရှိရင်ဒီလူကမပြတ်ဖဲနဲ့ပြန်သွားဆိုအလကားပါကွာလိန်နာလို့ဒီလိုပြောမှအဲ့တစ်ခါပဲရမှာလေနှစ်ခါမရဘူးလေနော်အဲနှစ်ခါမရဘူးလေအဲ့လို